ဂရိကလပ်အိုလံပီယာကော့ကိုနှစ်ကိုးပြည့်နဲ့နိုင်ခဲ့တဲ့ချန်ပီယံလီဂ်ပွဲစဉ်မှာကျွန်တော်အကြိုက်ဆုံးအာဆင်နယ်ကစားမှာ၃ရောက်ဒီ၃ယောက်ကတော့ကျွန်တော်စိတ်ကြိုက်ရွေးချယ်ထားတာပါတချို့ကြီးပြောတာပေါ့လေဘသူကတော့ကောင်းနေဘာကြောင့်မထည့်ရလဲအဲ့လိုမျိုးလေးရှိတယ်အဲ့ဒါကအမြင်မတူတာပါ ျွန်တော်စိတ်ကြိုက်၃ယောက်ဖြစ်တာဖြစ်တဲ့အတွက်တစ်ခါကျရင်ကျွန်တော်ညီကိုတွေအမြင်မတူတဲ့အခါကျရင်ညီကိုတွေကြိုက်တဲ့ကစားမတွေကိုကိုယ်မှလွတ်လပ်စွာရေးသားသွားလို့ရပါတယ်ဒါတွေကတော့ကျွန်တော်စိတ်ကြိုက်ပေါ့လေကျွန်တော်ဘာကြောင့်ကစားမတွေကိုစိတ်ကြိုက်အဖြစ်ရွေးချယ်လဲဆိုတော့အဲ့ဒီကစားသမိုင်းနဲ့ပတ်သက်ပြီးပွဲတွင်း movement လေးတွေကိုပြန်ပြီးပြောပြချင်တာဖြစ်တဲ့အတွက်ပြောလို့ကောင်းတဲ့ကစားမတွေပဲယူလိုက်တယ်။တချို့ကစားမတွေကတော့အမြဲတမ်းကောင်းတဲ့ကစားမတွေအသေးမှရှိတယ်။သူတို့ကိုကျတော့ထူးထွေပြီးကျွန်တော်မပြောဆိုတာသူတို့ကကောင်းမွန်တဲ့ class ကူမှာအမြဲတမ်းရှိနေတဲ့ခြေမှန်နေတဲ့ player ဖြစ်တဲ့အတွက် ကဲဒီ၃ယောက်ကတော့ဒီ Olympia Cos အသင်းရဲ့ပွဲစဉ်မှာကျွန်တော်မှတ်မှတ်ရရတည်တည်ရှိရှိကြီးဖြစ်တဲ့ကစားသမားကြီးပေါ့လေကဲနံပါတ်3နေရာပလေယာနဲ့စလိုက်အောင် Martinelli Martinelli ဒီနေ့ကစားပုံတော်တော်လေးသဘောကျအထူးသဖြင့်ပထမပိုင်းကစားပုံညာဘက်ခြမ်းတက်စစ်တောင်းမှာကောင်းလိုက်တာဗျာအရင်တော့ကျွန်တော် Martinelli ကိုသိတာဘယ်ဘက်ခြမ်းတက်စစ်တောင်းမှာမှာမနေ့ကလည်း तू အဲ့ညာဘက်ခြမ်းတက်စစ်တောင်းမှာ तू စောခဲ့ရတဲ့ပွဲကြီးရှိပါတယ်ဒါပေမဲ့အသွင်တစ်မျိုးလေးနဲ့ကောင်းတယ် မာရီနယ်လီကအဲ့ညာဘက်ချမ်းမှာဆိုလို့ရှိရင်ဘယ်ဘက်ချမ်းမှာလောက်တိတ်ပြီးမဝိတ်ဓာတ်ရိုက်ဆန်တယ်ဂိုးလက်ဖြစ်တယ်ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်အသင်းအတွက်ပထမဆုံးအပွင့်ဂိုးကိုအဲ့ဒါသူရမဲ့ဂိုးမဟုတ်ယောဂရက်ကတေးချ finishing ကောင်းလို့ရှိရင်ယောဂရက်ဂိုးသို့တော့ယောဂရက်ကလည်းအဲ့ဂိုးရဖို့ကံမပါပြုံဘာကြောင့်လဲသူကန်လိုက်တဲ့အချိန်မှာဂိုးသမားတော့ကြော်သွားတယ်ဘောလုံးကတိုင်ထိသွားတယ်မာတီနယ်လီကလည်းအဲ့ဒီဘောလုံးကိုသူ့ကိုအဖြစ်မတတ်မှတ်ဘူး ကိုပိုက်ထဲကိုအဲ့ဘောလုံးလိန်သွားလို့ရှိရင် तू ကလက်ခံလိုက်မှာဟောဒါငါပေါ်လာရဲ့ကိုသို့တော့အဲ့ဘောလုံးကဖြစ်ချင်တော့တိုင်ထီသွားတဲ့အခါမှာတော့ तू မပိတ်လို့မရတော့ဘူးပိတ်လိုက်ရတယ်အဲ့အတွက်လဲမာတီနီတီရဲ့စိတ်တပံပြုံးတကယ်ချီးကျူးတယ်ဒါမျိုးတွေကဘောလုံးလောကမှာဆိုရင်ကို့ပေါ်လာရဲ့ကိုပိုက်ထဲမဝင်ကမှာလူသွင်းပြီးတော့နမဲကောင်းယူတဲ့ကစားသမားကြီးအများကြီးပဲအဲ့လိုအချိန်တည်းမှာစိတ်သက်ကိုပေါ်တယ်ဒါပေမဲ့မာတီနီတီကအဲ့လိုဂိုးမျိုးတွေ तू အလိုမရှိဘူး မင်းတော်ရင်မင်းကိုပဲဆိုတဲ့ပုံစံမျိုးကြည့်တယ်ဒါပေမဲ့ယောဂရက်ကလည်းကိုရောက်ဖို့ကံမပါပါဘူးဗျာကိုနိုင်လောက်တဲ့ chance တွေမှလည်းမကိုးအဲ့လိုမျိုးအနေထားမျိုးမှာလည်းအဲ့ဘောလုံးကမကိုးဘဲနဲ့တိုင်ထိသွားတဲ့ခါမှာတော့နောက်ဆုံးရွေးချယ်စံမရှိပဲပြိုင်ပွဲကစားမတွေအလင်းမြင်ပြင်းဖြတ်မလာခင်မှာမိုင်းနယ်လီပိတ်သွင်းသွားခဲ့တယ်။သူအရင်ရောမသိအောင်ဝဲမခံခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူများရဲ့စူးစမ်းအထောက်အမှုနဲ့သူပြန်ပြီးပြင်းဝင်ပေးရတဲ့အနေထားဖြစ်သွားခဲ့တဲ့အတွက်အဲ့တော့လေ ဒါရောဂရက်နဲ့သူပွေ့ဖက်ပြီးအောင်ပွဲခံရတဲ့တွေ့ရပေါ့လေအဲ့တော့မာတီနယ်လီရောကျွန်တော်အကြိုက်ဆုံးနံပါတ်3ညံမှာရွေးချယ်တယ်အဲ့ဒီစိတ်ဓာတ်ပိုင်းရောအသင်းအတွက်သူကူညီတဲ့အပိုင်းရောအထူးသဖြင့်မာတီနယ်လီကအဲ့ညာဘက်ချမ်းမှာလဲခန်းစစ်စင်းကူတဲ့အပိုင်းရောတိုက်စစ်လိုက်တဲ့အပိုင်းရောအထူးသဖြင့်ဘန်ဝိုင်းနဲ့ဟန်ချင်းညီညီစော့သွားတယ်တော်တော်လေးကိုကောင်းတာပါအရှိအပွဲစီမှာမာတီလီယိုဂိမ်းမီနစ်တွေအများကြီးမပေးဘူးဆိုတော့ညာလည်းပဲချန်ပီယံလီပွဲစီမှာတော့ရဲရင်ပွဲထုတ်လာခဲ့တယ်။သူဆော့နေကြဘယ်ဘယ်ချမ်းတက်စစ်တောင်မှမဟုတ်ပေမဲ့ ချန်ပီယံလိလိုအစီအစဉ်မျိုးမှာပွဲထွက်ကစားရတယ်ဆိုတာကတော်တော်မိုက်တဲ့ feeling သိရမလားအခမ်းအနားကြီးတစ်ခုလုံးမှာပွဲထွက်ပြီးတော့ကစားရတယ်အားလုံးတန်းစီပြီးတော့အဲ့ဒီ feeling တော်တော်လေးမိုက်တယ်လူစားဝင်ပြီးကစားရတဲ့ feeling နဲ့ဘာမှမဆိုင်ဘူးအဲ့ဒါမာတင်နေဒီဒီနေ့ပွဲစဉ်မှာခြေစွမ်းလဲရှယ်ပြခဲ့တယ်ဟိုနောက်ထပ်ဂိုးတွေမရခဲ့ဘူးဆိုတော့ညာလည်းပဲသူ့အနေနဲ့ကိုရဖို့အထိနီးစပ်ခဲ့တဲ့အခိုက်အတန့်တွေရှိတယ်လူကျွန်းထောင်ချောက်ကနေပြေးပြီးတော့ခေါင်းတိုက်တာပခုံးလေးနဲ့ရှက်ပြီးတော့ဘေးကိုထွက်သွားခဲ့တာမျိုးတွေ မစိုးပါဘူးအဲ့တော့မာတီနယ်လီကိုဒီနေ့ကျွန်တော်အကြိုက်ဆုံးနံပါတ်3နဲ့မှရွေးချယ်ပါတယ်ကျွန်တော်အကြိုက်ဆုံးနံပါတ်2နေရာပလေယာဒီဘဲသာမကင်အာဆင်နယ်အချိန်မီ၍တေရလက်ဖြစ်သွားနိုင်အဲ့ဒါကဒေးဗစ်ရိုင်ယာကြံခဲ့တဲ့ရာသီတော့ကျွန်တော်တို့သူကယ်ခဲ့တဲ့ပွဲစဉ်တွေပြီးတဲ့အခါကျွန်တော်ပြောလို့ရှိရစကားရှိတယ်ဒေးဗစ်ရိုင်ယာမဟုတ်ဘူးဒေးဗစ်အယယာအဲ့လိုဖြစ်နေရရိုင်ယာနေနဲ့ဒီပနတီစပေါ်နာလောက်ကနေအနီးကပ်ပိတ်သွားတဲ့ကန်ချက်တစ်ခုကို မထင်ထားလောက်လှလင်းမြန်ပုတ်သွားခဲ့သူတက်တက်လာမှုန်တော့သူ့ဘေးမှာလှမ်းပြီးပုတ်သွားခဲ့အဲ့ဘောလုံးလည်းပြီးပြီးရောပုတ်တာမဟုတ်အပေါ်လက်ဖက်နှောင်းလေးနဲ့ရှံပြီးပိတ်သွားခဲ့အဲ့အတွက်ဒီကာဝယ်လိုက်တဲ့အလုံးဒီအာဆင်နယ်တင်းတက်ဆိုရင်တော့ဝမ်းစည်းဆိုတဲ့ရလက်ကိုပို့ပြီးစိတ်ချလက်ချကွန်ထရိုးလုပ်လို့ရတဲ့အနေအထားဖြစ်သွားတယ်အကယ်၍သာအဲ့အလုံးပေးခဲ့ရရင်ဝမ်းဝမ်းဖြစ်သွားမှာတစ်ဖက်အသင်းကပြန်ပြီးကမ်းဘက်ဖို့အတွက်စိတ်တက်တက်ကြသွားမယ် အာဆီနီယာကိုယ်ငွေဆိုတော့ညာလည်းပဲပို့ပြီးရုံးကန်သွားရမယ်။ကစားသမားတွေပို့ပြီးပွဲပန်းသွားမယ်။လေးရင်းနှီးချရင်ကံပဲပွဲစီရတယ်တော်ရင်းဒီကတ်နေ။နောက်တစ်ခုရှိသေးတယ်။အဲ့ဒီဒီညာဘက်ချမ်းနေပြီးတော့ cup inside ပုံစံမျိုးဝေ့ကန်လိုက်တာ။အဲ့တော့သူရအောင်ပုတ်ထုတ်တဲ့တလုံးရှိတယ်။ပြီးတော့ထွက်ဆွဲတဲ့အလုံးလေးဘလောက်တောင်ထွက်ဆွဲလဲဆိုရင် GB မကာကြီးပေါ်တော့ပြစ်ကြတဲ့အထိကိုထွက်ဆွဲတာ။အဲ့လိုမျိုးလေး။အဲ့တော့ဒီနေ့ပွဲစီမှာတော့ကျွန်တော်ရဲ့အခြေဆုံးနံပါတ်1နေရာမှာတော့ David Raya ကိုရွေးချယ်ပါတယ်။ ရိုင်ယန်နဲ့တကယ်ကိုထိုက်တန်တဲ့လက်စွမ်းကိုဒီနေ့ကျွန်တော်ထပ်ပြီးမြင်တွေ့ရပါလေကဲကြော့ကြိုက်နံပါတ်1နေရာကျွန်တော်ရဲ့ man of the match martin origas ကျွန်တော်အမြဲတမ်းမျှော်လင့်နေတာက norway အသင်းမှာအဲ့လိုမျိုးခြေစွမ်းနေမကြာခဏပြနေတဲ့ martin origas ကိုကျွန်တော်မျှော်လင့်တာဝိမနေဘူး attacking ကိုတိုက်ရိုက်သွားတယ် aggressive ဖြစ်တဲ့ ball လုံးတွေပေးတယ် long ball တွေပေးတယ် diagonal pass တွေခင်းတာမိုက်တယ်ပြီးတော့ link up play လေးတွေမစိုးဘူးကိုယ့်ရဲ့ teammate ဘာလုပ်ချင်လဲဆိုတော့ကောင်းကောင်းနားလေတယ် ကွင်းလေတစ်ခုလုံးဖတ်နိုင်တယ်။မန်နီအိုဒီကဒီနေ့ဆော့ရတဲ့ပုံစံမျိုးကကျွန်တော်တို့တော်တော်ပြီးချောင်းကြီးတဲ့နော်ဝေသင်းပွဲစဉ်အခြေစွမ်းမျိုးပဲ။ကောရီတာပြပတ်စတိတ်ခင်းပေးတာပထမကူမိန်နူကသူ့ကိုပေးလိုက်တာပုံမှန်လေးပဲကွင်းလေမှာ။ဒါပေမဲ့အဲ့ဒီဘောလုံးကိုကွင်းလေစီလောက်ကသူလက်ခံရပြီးသွားတဲ့အချိန်မှာတက်စစ်စုံကြည့်တဲ့အခါမှာယောဂရက်ကပြေးအောင်ပြသွားပြီ။ဒီနေ့ပွဲစဉ်မှာယောဂရက်ကိုတချို့ကညံ့နေပြောပြီးမဲ့ဂိုးကန်ခေရပြောမလို့ယောဂရက်လည်းစူးစမ်းအထုံးမှုတော့တော်တော်လေးပြပြဝါပါပဲ။ ဲ့မှာခန်းစစ်ကားမှနှုတ်ဦးချနေပြီယောဂရက်ပြေးထွက်သွားတယ်အဲ့ပြေးလမ်းကြောင်းကိုဘောလုံးခင်းပစ်လိုက်တယ်ဂိုးသမားနဲ့ဝမ်မိုင်ဝမ်တွေးတဲ့အခါမှာယောဂရက်ပိတ်တယ်ဖြစ်ချင်တော့ဆရာသမားကဂိုးလက်ကိုမရှိဘူးပြောရမယ်ဘောလုံးကဂိုးပိုက်ကိုသွားနေနဲ့လဲပြီးတော့တိုင်ထိသွားတယ်အဲ့ဘောလုံးကိုဂိုးပါစီဆိုပြီးချိနေရမန္တလေးပိတ်ပြီးသွင်းသွားတဲ့အထိအဲ့တော့ပထမတကူဒီဘောလုံးကိုဖန်တီးပေးတဲ့သူသည်မာတင်အိုရီဂက် ကဲဒုတိယကိုပွဲသိမ်းကိုပြိုင်ဘက်ကိုကဲမင်းတို့ပြန်လူရပြီစိတ်လျှော့လိုက်ပါလို့ဆိုပြီးပြောလူရတဲ့ဘူကောက်ဆာကရဲ့မိနစ်60ကျော်မှသုံးရတဲ့ဂိုးအဲ့ဒီဂိုးမှဆိုလေအေရီးယားထိပ်ကနေလုံးဝ aggressive ဖြစ်တဲ့ pass ကိုနဲ့ခင်းပေးသွားအဲ့ဒီဘောလုံးကိုဆာကာသူ့ကိုပေးတဲ့အချိန်မှာဘောလုံးကိုပမောင်းထိတဲ့ first touch ကိုတေချာရဲသူသုံးသက်ပြီးတော့အဲ့ဒီတော့ဒီမှာဆာကာပြင်ပြီးပြည့်ထွက်သွားနေအောင်ပြန်ပေးဆာကာလည်းလူကျုံထောင်ချုပ်ကိုတေချာလေးယုံထွက်သွားတယ်အပိုင်ကန်ထဲ့သွားတယ်ဒီညမှာမာတင်အိုရီဂက်ကိုရောဆာကာကိုရော ဒီနေ့ပွဲစီမှာကျွန်တော်တော်တော်လေးသဘောကျမိဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံး man of the match ရွေးပါဆိုရင်တော့တပွဲလုံးမှာတီတီငိငိနဲ့တိုက်စစ်ပိုင်းနဲ့ပတ်သက်ပြီးပေးပို့မှုတွေအများကြီးလုပ်ခဲ့တဲ့မာရီအိုရီကိုကျွန်တော်ရွေးချယ်တယ်တကယ်လည်းသဘောကျောက်ကောင်းတဲ့ player ဒါမျိုးခြေစမ်းမှုတွေ premier league မှာဆက်ပြီးမြင်နေသေးတယ်အခုကတော့ဒါ champion league ပေါ့လေ ပရီးမီးယားလိကြလို့ရှိရင်တော့ကစားသမားတွေ physical ဘိုင်းရကျုံးတဲ့အသင်းတွေနဲ့တွေ့တဲ့ခါကျရင်သူနည်းနည်းလေးရုန်းကန်တာရှိတာမှတ်မိမဲ့ link up play ဘိုင်းမှာတော့ဒီ no way သားကြီးကတော့တော်ပြီးရှုပ်လို့မရဘူးတဖြည်းဖြည်းနဲ့တော့အရင်အခြေစိုးတွေပြင်းပြီးပေါ်လာခဲ့ရင် Declan Rice Martin Zuimandi Martin Odigas ဆိုတဲ့အတွဲကိုကျွန်တော်တို့ကာလရှိတွေ့ရမလားစောင့်ကြည့်သွားမှာပါဒီသုံးကတော့ကျွန်တော်ရဲ့အကြိုက်ဆုံးပဲဒီမြန်မာ ဘန်ဝိုက်ကိုဘန်ဝိုက်ကိုဘာကြောင့်မရွေးတာလဲထရော့ဆက်ကိုဘာကြောင့်မရွေးရလဲဆိုတဲ့လူတွေပြောကောင်းပြောလိမ့်မယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ဒီ၃ယောက်ပဲပြောလို့ကောင်းလို့တဲ့ data အချက်လည်းရပြောလို့ကောင်းလို့တဲ့ key point တွေရှိခဲ့တာဖြစ်တဲ့အတွက်ဒီနေ့ပွဲစဉ်မှာလေကစားသမားကြီးအားလုံးကြိုးစားအထုတ်တယ်ညံ့တယ်လို့ပြောလို့ရတာက finishing မတည်တတ်တာကထရော့ဆက်ပြဗီတာယုတ်ကလည်း finishing ညံ့လာတော့ဟုတ်တယ်ဒါပေမဲ့သူ့အနေနဲ့ကြိုးစားအားထုတ်မှုတော့တော်တော်လေးကိုကောင်းတာတွေ့ရတယ် trosser ကကြတော့ပွဲချိန်ကြာလာတဲ့အမျှနည်းနည်းလေးတက်လုံကြာလာတယ်တွေ့ရတယ်အရင်တော့ဆိုတီးငင်ငင်ကန်သွင်းတဲ့ကစားသမားပါအခုတော့သူ့အနေနဲ့တချို့ fail လိုက်တဲ့အလုံးတွေကန်သွင်းတဲ့အခါမှာတော့မကြော်နိုင်နိုင်မျိုးတွေကိုသမားရဲ့အဝေးတဲ့နောက်ကန်ရင်းနဲ့ကြော်ထွက်သွားတာမျိုးတွေရှိတယ်အဲ့တော့ဒီနေ့ပွဲစဉ်မှာလည်းအသင်းရဲ့ကွင်းလက်မှာဇူမန်ဒီလက်မစိုးဘူးပြောလို့ရတယ်ဒါပေမဲ့ကျွန်တော်ရဲ့အကြိုက်ကစားသမားကတော့ဒီ၃ယောက်ပဲဖြစ်ပါတယ်ညီကိုတော့အကြိုက်ကစားသမားတွေရှိရင် ကိုမမဝင်ရောက်ရေးသားပြီးတော့လို့ရပါတယ်အစုံလိကြည့်ပြီးတော့လဲအားလုံးကျေးဇူးတင်ပါတယ်ဘောလုံးပွဲနဲ့ပတ်သက်ပြီးတော့စီးပွားဖြစ်ဖြစ်ပြောင်းလဲပြေကစားခြင်းလည်းဆိုတော့ဖိုင်ဘာဖုန်းနံပါတ်တောင်ကို4649လုံး33တိန်နံပါတ်39ကို9593ခေါင်းနေရာလို့မှာဆက်သွယ်ချိတ်ဆက်ပြီးကစားလို့ရပါတယ်ဘယ်မှာပဲဆော့ဆော့ပါကိုထွတ်စီမှာအေဂျင့်ကိုယ်တိုင်လုပ်ပြီးလက်ခံနေရဖြစ်တဲ့အတွက်ကိုထွတ်စီမှာမေးမြန်းပြီးတော့အကောင့်ဖွင့်နေဆိုရင်တော့အားလုံးကိုနွေးနွေးထွေးထွေးကြိုဆိုပါရစေခင်ဗျာ